မင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီနေ့တူတူခန်းစားကြည့်ရှုကြရမှာကတော့မြမပကြီးလောကမှာထင်ရှားတဲ့ပကြီးရှားကြီးတူဖြစ်တဲ့ရှာမောင်အောင်ရဲ့ပကြီးကားတွေကိုကြည့်ရှုခန်းစားကြပါမယ်ရှာကြီးရေးသားထားတဲ့ subject တွေများစွာတွေကနေအခုဒီ video မှာတော့ကျွန်တော်အနေနဲ့ရှုခင်းပကြီးကားတွေကိုသာရွေးချယ်ပြီးတင်ဆက်ပေးထားတာပါဒါကြောင့်ကျွန်တော်တို့က ရှမောင်းအောင်ရဲ့ရှုခင်းမချီကားတွေကိုကြည့်ရှုခန်းစားကြည့်ကြရအောင်ပါရှမောင်းအောင်ရဲ့ရှုခင်းမချီကားတွေဟာကျွန်တော်တို့မျက်စိနဲ့မြင်နေကြသဘာဝတရားကို ပုံနှုတ်ကူးခြားတာမဟုတ်ပဲသူ့ရဲ့ရင်ထဲကခန်းစားမှုကိုအယောင်တွေဖြစ်ပြောင်းလဲပြီး canvas ပေါ်မှာရှက်ကူရွက်ပေါ်မှာကြပြတပုတ်လို ရေးသားထားတဲ့ပကြီကားတွေပါအဲ့ဒီပကြီကားတွေကို ကြည့်ပြီးရှရဲ့ တဘာဝကိုချင်းကပ်ဖို့ဆရာတုံးဆွဲတဲ့အယောင်တွေကနေပြီးတဲ့ခန်းစားချက်တွေကိုကျွန်တော်တို့ကြည့်ရှုခန်းစားသူအနေနဲ့ဘလို့ခန်းစားရတယ်ဆိုတဲ့အချက်လေးတွေကိုပြောပြပေးသွားမှာမို့ဗီဒီယိုလေးဆုံးအောင်ကြည့်ရှုလိုက်ကြရအောင်ပါခင်ဗျာ ဆရာကြီးမအောင်ရေးသားထားတယ်။ယူခင်းမကြီးကားတွေကိုကြည့်ရှုလိုက်ရင်ပထမဆုံးသတိထားမိမှာကပကြီးကားရဲ့ဖွဲ့စည်းပုံမှာရှုပ်ထွေးတဲ့တောင်တန်းတွေတစ်ပင်တွေလေကွင်းတွေကို သူကရိုးရှင်းပြီးအကောင့်နဲ့ form stay ဖြစ်ပြောင်းလဲလိုက်ပါတယ်။တောင်ကုန်းတွေရဲ့ကောက်ချောင်းလေကွင်းတွေရဲ့အတင်းဆောင်တွေကိုပြတ်သားတဲ့မြင်းချောင်းတွေကျယ်ပြန့်တဲ့အယောင်လွှာတွေနဲ့ပေါ်ပြလာ တွေ့မြင်ရမှာပါ။ ဒါဟာ ရှုခင်းတစ်ခုကို အသေးစိတ်ဖမ်းယူတာလေအဲ့ဒီရှုခင်းရဲ့အနှစ်သာရနဲ့စိတ်ဝိညာဉ်ကိုဖမ်းယူထားတဲ့ချဉ်ကပ်မှုမျိုးပါပဲပကြီကားထဲမှာလမ်းလေးတွေတောင်ဆောင်လေးတွေဟာ ကြည့်ရှုသူကို ပကြီကားတဲ့အလေလိုက်ဖို့ဖိတ်ခေါ်နေသလိုပါပဲရှာကြီးရဲ့ပကြီကားတွေထဲမှာအဓိက အသက်ဖြစ်တယ်လို့ ယူဆရမှာကတော့ဆရာကြီးသုံးဆွဲခဲ့တဲ့အကြောင်းတွေပါပဲသူ့အကြောင်းတွေဟာပဂရိတဘာဝမှာ ရှိနေတဲ့အကြောင်းတွေမဟုတ်ပါဘူးဒါရီဟာသူ့စိတ်ထဲကခံစားမှုရဲ့အကြောင်းတွေပါ နေပူပူမှာတောက်လောင်နေတဲ့လေကွင်းကြီးဟာသူ့အတွက်အနီရောင်ဖြစ်နိုင်တယ်လို့ညနေခင်းရဲ့ငြိမ်းချမ်းမှုကို ဖော်ကျူးတဲ့တောင်နှန်းတွေဟာလည်းခရမ်းရင်ရောင်ဖြစ်သွားနိုင်ပါတယ်အပြာရောင်တောက်တောက် တောင်တန်းကြီးတွေဘန်နူရောင်တန်းနေတဲ့ကောင်းကင်နဲ့မြေပြင်တွေကရှရရဲ့ထူချင်းထူခါကစိတ်ခံစားချက်ကိုဓာတ်ရိုက်ဘာသာပြန်ပေးနေတာပါသူအတွက်အယောင်ဆိုတာအရာဝိတုတစ်ခုရဲ့အပေါ်ယံအခွန်မဟုတ်ပဲအဲ့ဒီအရာကပေးတဲ့ခံစားမှုရဲ့တင်ကြတာပါပူလောင်မှုအေးချမ်းမှုလွမ်းဆွမှု တက်ကြွမှုစတဲ့စိတ်ခံစားချက်မျိုးစုံကို အယောင်တွင်နဲ့ပြောပြနေတာဟာရှာမောင်အောင်ရဲ့အကြီးမားဆုံးသောအားသာချက်တစ်ခုလို့ယူဆနိုင်ပါတယ် အခုဒီရှုခင်မကြီးကားတွေကိုကြည့်တဲ့အခါကျွန်တော်တို့ဟာရှုခင်တစ်ခုကိုကြည့်နေရတာထက်အိမ်မက်ကဘာတစ်ခုလည်းကိုရောက်သွားသလိုခံစားမိနေမှာပါ။အယောင်တွေရဲ့ရဲရင်မှုကကျွန်တော်တို့ရဲ့စိတ်ကိုလှုပ်နှိုးပြီးညင်နေကြအရာတွေကို အမြင်သက်နဲ့ပြန်မြင်စေတာမျိုးပါ။ပကြီကားတွေကလူပုံရိပ်လေးတွေကလည်းတဘာဝတရားကြီးနဲ့တသားရဲကြနေပြီ။လူနဲ့တဘာဝရဲ့တဟဇာတာဖြစ်မှုကို ဖော်ပြနေတာမျိုးပါ။ ီဗီဂျီကားတွေကိုကြည့်ပြီးရင်ကိုယ့်ရဲ့ဇာတိမျိုးကိုလွမ်းဆွတ်သွားတာမျိုးဒါမှမဟုတ်စိတ်ထဲမှာအေးချမ်းတဲ့ခံစားမှုတစ်ခုကျန်ရစ်ခဲ့တာမျိုးဖြစ်စီမှာအမှန်ပါပဲဒါဆိုရှောင်းမောင်အိုပေးခြင်းနဲ့ရတကိုအနည်းဆက်ဆုံးရဖို့ကျွန်တော်တို့ဘယ်လိုချင်းခတ်ကြမလဲ ပထမဆုံးအနေနဲ့ဒီတောင်ဟာတကယ်ရောခရမ်းရောင်ကြီးလားဆိုတော့လက်တွေ့ကျတဲ့မိကုံကိုခဏပြေးဖယ်ထားလိုက်ပါအဲ့ဒီအစားဒီခရမ်းရောင်ကငါ့ကိုဘာခံစားချက်ပေးနေသလဲဆိုတော့ကို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 ပြန်မေးကြည့်လိုက်ပါဒုတိယတစ်ချက်ကတော့ပကြီကားတစ်ခုလုံးရဲ့စီမျောမှုကိုခံစားကြည့်ပါအယောင်မြင်ကြီးတွေတစ်ခုနဲ့တစ်ခုဘယ်လိုဆက်ဆက်ထားသလဲ ကောက်ချောင်းတွေကကြည့်ရှုနေတဲ့တင်းရဲ့မျက်လုံးကိုဘယ်နေရာရှိခေါ်ဆောင်သွားလဲဆိုတာကိုလိုက်ပါပြီးခန်းစားကြည့်လိုက်ပါနောက်ဆုံးချက်ကတော့တင်းရဲ့စိတ်ကိုလွတ်လပ်စွာဖွင့်ထားပြီးပကြီကားတွေကအယောင်တွေပုံသဏ္ဍာန်တွေကတင်းရဲ့ကိုယ်ပိုင်အမတ်တရားတွေခန်းစားချက်တွေကိုလာရိုက်ခတ်လို့ရှိရင်လက်ခံထားလိုက်ပါဒီလိုချင်းကပ်နိုင်ပြီဆိုရင်တော့တရားရှာမောင်အောင်ရဲ့ ရင်တွင်းကရှုခင်းကဘာလေးကိုအပြည့်အဝခီးနှင်နိုင်ပြီဖြစ်ပါတယ်။ပကြီးဆရာကြီးမောင်ရဲ့ရှုခင်းမကြီးကားတွေဟာညီပင်မော်ကနေရာတစ်ခုကိုရေးဆွဲထားခြင်းမဟုတ်ပဲခံစားမှုနဲ့အမြင်တို့ပေါင်းဆက်ထားတဲ့စိတ်ကူးရဲ့ရှုခင်းတွေကိုရေးဆွဲထားခြင်းသာဖြစ်ပါလေ။ဆရာကြီးကသူ့ရှင်ထဲကအမှုပညာ အကြီးကားတွေနဲ့အတူ ကျွန်တော်တို့ကို လောကကြီးကိုကြည့်တဲ့အခါမျက်စိနဲ့တွေမဟုတ်ပဲနှလုံးသားနဲ့ပါကြည့်ရဖို့တင် जा ပေးနေတယ်လို့ပါပဲအခုလို့ရှာမအောင်ရဲ့အမှုပညာကဘာတွေကရှုခင်းမကြီးကားတွေကိုခန်းစားကြည့်ရှုပြီးရဲ့နောက်မှာ နောက်တစ်ပတ်များမှလည်းတခြားသောပကြီးဆရာတွေရဲ့ပကြီးကားတွေကို ကြည့်ရှုခံစားကြရအောင်ပါခင်ဗျာအားလုံးကျမ်းမာချမ်းသာကြပါစေခင်ဗျာ